ခရစ်တချအားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာခေတ္တမှာပြန်လည်ကြွဆွန်လာရင်ပါရှင်ကျမတို့ channel တွေကလည်းနေ့စဉ်ပြည်တွင်းပြပန်တဲ့များကျွန်တော်ရဲ့တရင်များနဲ့အနောက်ဆုံးရဲ့တရင်များကိုအချိန်နဲ့တပြေးညီစာတက်တက်ဆက်ပြီးတော့မှဖြစ်ပါရှင်ရေခပေါ်မှာဆောင်စာတက်တက်ဆက်ပြီးမဲ့တရင်ကြောင်းတွေကတော့ပန်းတောင်မျိုးနဲ့ညောင်ကျူးရွာကာကီစခန်းများအားလုံးကိုအေးအေးနဲ့ပူပေါင်းကြများကတိတ်ပိုက်ထားပြီးဟုဥခိုင်ဒုက္ခကအတည်ပြုထားပြီးစကောက်စစ်တပွဲများကစစ်ကလေးအားဆုတ်ခွာထွက်ပြေးနေတဲ့ဆိုတဲ့တရင်တွေပဲဖြစ်ပါရှင် ပကိုတိုင်းပန်းတောင်မြို့နယ်ညောင်ကျူရွာပဝန်းချေကာကင်းစခန်းများအလုံးကိုအေအေနဲ့ပူပေါင်းချက်များကတိမ့်ပိုက်ချားပြီးဖြစ်ဖြစ်ကြောင်းအေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးခိုင်ဒုက္ခကရန်ကုန်ခေတ်တရင်ဌာနထပ်တော်အတိပြုပြောဆိုထားဖြစ်ပါတယ်။ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ဆက်ဆက်ရှိလီနယ်ပကိုတိုင်းပန်းတောင်မြို့နယ်အတွင်းမှာရှိတဲ့ညောင်ကျူကျေးရွာတပ်စခန်းကိုအေအေဦးဆောင်တော်ပူပေါင်းတပ်များက ထို့ဆစင်တိုက်ခိုက်ရရှိနေခဲ့ရတွင်လက်ရှိတွင်ကာကင်စခန်းများအလုပ်ကိုတိုက်ခိုက်သိမ့်ပိုက်ရရှိပြီးဖြစ်ကြောင်းတို့ရရင်စကောင်းစီအလေးချောင်းတိုက်ခိုက်မှုများကြောင့်ဆက်လက်ပြီးတိုက်ပွဲတွေပြင်းထန်နေဆက်ဖြစ်ကြောင်း၎င်းရှင်းပြထားဖြစ်ပါသည်။ညောင်ကျူးကျေးရွာတိုက်ပွဲမှာစကောင်းစီတပ်များမှကစင်ကလေးအဖြစ်ဆုတ်ခွာထွက်ပြေးနေကြောင်းတိုက်ပွဲမှာပြင်းထန်နေဆက်ဖြစ်တော်လည်းပဲအခြေအနေရှုပ်ထွေးနေဆက်ဖြစ်ကြောင်းသိရှိရပါသည်။ တိုက်ပွဲကတော့ပုဂိုလ်တန်းပန်တောင်မြို့နယ်ပကံကွင်းရွာနဲ့ညောင်ကျိုးကျွာပတ်ဝန်းကျင်မှာအပြင်းထန်ဖြစ်ပွားနေရရှိပါတယ်။ညောင်ကျိုးရွာရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အကာကစ်ကအများစုကတော့ကျွန်တော်တို့ရဲ့အပူပေါင်းတပ်တွေကတိမ်ပိုက်ထိထုတ်ထားပြီးဖြစ်ပါတယ်။ Channel စကောက်စစ်တပ်ဖွဲ့ဝင်တွေကလည်းဟိုတစုဒီတစုကစစ်ကလေးရဆုတ်ခွာနေကြတာရှိပါတယ်။ဒီကြားထဲလေးချောင်းတက်ခိုင်းမှုတွေလည်းတောက်လျှောက်ရှိနေတဲ့အခါကျတော့အရှိနေတွေကအရင်ကရှုပ်ထွေနေပြီးတော့တိုက်ပွဲကဆက်လက်ပြင်းထန်နေစေအနေထားဖြစ်ပါတယ်ဟုဥက္ကဋ္ဌဒုက္ခပြောဆိုထားဖြစ်ပါတယ်။ ဇန်နဝါရီလမှစတဲ့ပြီးပဲခူးတိုင်းပန်းတောင်မြို့နယ်ညောင်ကျိုးတက်စခန်တွင်အေးအေးနဲ့စကောက်စစ်တပ်များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းရင်းနှောင်းတိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးစကောက်စစ်တပ်များကလေးချောင်းကနေတဆင့်အကြီးကျယ်ခုခံနေရဆဲဖြစ်ကြောင်းသိရှိရပါသည်။အေအေကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ထိစပ်လျက်ရှိနေခဲ့တဲ့ပဲခူးတိုင်းပန်းတောင်မြို့နယ်မှာမိုးတီတောင်စခန်းကိုဇန်နဝါရီလ26ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရှိရပါသည်။ အေးကထုစစ်များကိုရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့အေရီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းအတွင်းတည်းထိုးဖောက်မှုရောက်တိုက်ခိုက်တဲ့အခြေအနေကြောင့်အေးကတရားဝင်ထုတ်ပြန်ကြေညာထားတဲ့ဖြစ်ပါရယ် ဆက်လက်ပြီးတော့ဖလန်းမြုပ်သိမ်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စစ်တပ်တို့ဖမ်းမိထားကြောင်း CNDF ကပြောဆိုထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ချင်းပင်နယ်ဖလန်းမြုပ်မှာချင်းရောင်ပူပေါင်းတပ်တွေနဲ့စစ်ကောင်စစ်တပ်တွေကဒီရက်ပိုင်းတွင်မှာပဲတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တုံးပတ်အဖြစ်စစ်ကောင်စစ်တပ်ဖွဲ့ဝင်တွေထမှန်ဖမ်းဆီးရရှိခဲ့တယ်လို့ချင်းမျိုးသားကကွေ CNDF ကပြောဆိုထားဖြစ်ပါရှင်။ ဖလန်မြို့ကစကောင်းစီလက်ချက်တက်စကန်ခလာရ268တရင်တိတ်ပိုက်နိုင်ဖို့ထုဆစ်စင်တိုက်ခိုက်နေပြီးဒီရပိုင်တွင်မှာပဲတိုက်ပွဲတွေပြင်းထန်လာတယ်လို့ CNDF ပြောခွင့်ရသူ Slide Timmy သူကပြောဆိုထားဖြစ်ပါတယ်ငါရမြောက်ရှိပြီပေါ့နော်တိုက်ပွဲကတော်တော်ပြင်းထန်နေတဲ့အနေအထားမှာရှိပါတယ်သူတို့ကတော့လေချာအဓိကထားတိုက်တာပေါ့မြေပြင်မှာကျွန်တော်တို့ကအသာစီးမှရှိနေတဲ့ခါကျတော့ တို့ကအလေးချောင်းကိုပဲတနေကိုသုံးပါတယ်ဒီနေ့မှဆိုရင်လည်းဖလန်းနာမှာတို့စစ်ကူလာချတဲ့ဟာရှိပါတယ်တို့အင်အားဖြစ်နေတာပေါ့နော်ကျွန်တော်တို့လည်းခါလာရအနေနဲ့68ကိုအပိသက်တင်နိုင်ဖို့ကြိုးစားနေပါတယ်လို့ပြောဆိုချာဖြစ်ပါတယ် ဒီရက်ပိုင်းတွင်မှာပဲလက်နက်ခရံတွေသိမ်းဆည်းရမိတာတွေစစ်ကောင်စီတပ်ကစစ်တုံးပန်းတွင်ချက်ပရဖန်ဆည်းရမိတာတွေရှိပေမဲ့အရေးအတွက်နဲ့အသေးစိတ်ကိုတော့မပြောနိုင်သေးဘူးလို့သူကပြောဆိုထားဖြစ်ပါတယ်၂020ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာဖလန်မြို့တင်တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့နောက်ဆုံးကျန်နေတဲ့ခလနေရနဲ့68တရင်ကိုချင်းညင်အောင်ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုထားဖြစ်ပါတယ် ဒီခြေတင်နဲ့ပတ်သက်ပြီးစကားစရပြောရေးဆွေးခွေးရှိသူဘူချုံဆောင်မေချုံကို RFV ကဆက်တွဲခဲ့ပေမဲ့ဖုန်းလက်ခံဖြစ်ဆိုတာမျိုးမရှိခဲ့ပါဘူး ပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်နေ့ကလည်းဖလန်းမြူတင်တိုက်ပွဲမှာစစ်ကောင်စစ်တပ်ကနေစစ်ကူပို့ပေးလာတဲ့စစ်ကောင်စစ်တပ်သား56ဦးကိုတိုက်ပွဲအတွင်းမှာဖမ်းမိထားပြီးစစ်တုံးပန်းအဖြစ်ဖမ်းဆီးထိသိမ်းထားတယ်လို့ CNDF ကပြောဆိုထားဖြစ်ပါရယ်။ချင်းပြည်နယ်မှာမြို့နယ်ကိုမြို့နယ်ရှိတဲ့အနေနဲ့မတူပီမင်းတပ်ကံပလဲပလဲဝါတောဆန်းစားတဲ့မြို့နယ်၅မြို့နယ်ကိုချင်းရင်တော်အဖွဲ့အာရခတ်တော်အင်းနဲ့ချင်းပြည်ကောင်စီအဖွဲ့တို့ကအတိအသေးတိုက်ပွဲထိန်းချုပ်ထားဖြစ်ပါရယ်။ ကျန်တဲ့လေးမြို့နယ်ထဲကဖလန်းမြို့ကိုချင်းချင်းအောင်အဖွဲ့ကမြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်နေပြီးဟာခါနဲ့ချက်တလန်မြို့တို့ကိုတော့ချင်းပြေကောင်းစီအဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တယ်ဖြစ်ပါရယ် ဆက်လက်ပြီးတော့မြန်မာပါဝင်51နိုင်ငံကိုပြည်ဝင်ခွင့်ပေးပင်ဖို့အမေရိကန်သုံးကအမေရိကန်ကသုံးသပ်စင်စားနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပြမှာဖြစ်ပါရှင်။အမေရိကန်ပြည်တော်စုကို51နိုင်ငံကနိုင်ငံသားတွေပြည်ဝင်ခွင့်ပေးပင်ဖို့သုံးသပ်စင်စားနေတဲ့နိုင်ငံစဉ်ကို Rider ကတော့မတ်လ17ရက်နေ့မှာဖော်ပြထားဖြစ်ပါရယ်။မြန်မာနိုင်ငံပါဝင်9နိုင်ငံကိုချင်းချက်တချို့နဲ့ပြည်ဝင်ခွင့်လက်ခံပေးမဲ့အလက်ပတ်ကျောင်းကျောင်းသားကျောင်းသူနဲ့တခြားအခြေစိုက်ပြောင်းရွှေ့မဲ့ပြည်ဝင်ခွင့်ဗီဇာတွေကိုလည်းဆိုင်းငံ့ဖို့ရှိတယ်လို့ဆိုထား လည်းဖြစ်ပါရယ်လာအိုမြန်မာတောင်ဆူဒန်နိုင်ငံတွေကိုတော့ဒုတိယအုပ်စုမှာထပ်သွင်းလိုက်တာဖြစ်ပြီးပထမအုပ်စုဆယ်နိုင်ငံမှာအာဖဂန်နစ္စတန်အီရန်ဆီးရီးယားကျူဘာမြောက်ကိုရီးယားစတဲ့နိုင်ငံတွေမှာပါဝင်တယ်လို့ဆိုထားဖြစ်ပါရယ်တတိယအုပ်စုမှာတော့ဘဲလာရုပါကစ္စတန်ပါဝင်26နိုင်ငံအစိုးရတွေကရက်60အတွင်းမှာလိုအပ်လက်ဟာချက်တွေကိုတော့ဖြည့်ရှင်ဖို့မကြိုးပမ်းပေးရင်တစိ့တစ်ပိုင်းဆိုင်ရဖို့ရှိတယ်လို့ဆိုထားလည်းဖြစ်ပါရယ် ပြည်ဝင်ခွင့်ပိတ်ပင်ဖို့တုံ့သက်စဉ်းစားထားတဲ့နိုင်ငံတွေအစီအစဉ်တွေကိုနယူးယောက်ထိုင်းကပါမဆိုဖော်ပြခဲ့တယ်လို့သတင်းမှဖော်ပြထားလည်းဖြစ်ပါရယ်။ဆက်လိုက်ပြီးတော့နယူးယောက်မြို့တွင်ဂျွန်ဆန်စုကြည်ရဲ့တာငယ်ကိုချင်းလေးနဲ့မြန်မာမိသားစုများတွေ့ဆုံပွဲမှာရန်ပုံငွေအမေရိကန်ဒေါ်လာ9000နဲ့2000ကျော်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရယ်။အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင်ဂျွန်ဆန်စုကြည်ရဲ့ပါငယ်ကိုထင်းလင်းနဲ့မြန်မာမိသားစုများတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး အဆိုပါတွစ်ဆိုပွဲမှာအရန်မုံကွေအမေရိကန်ဒေါ်လာ9000နဲ့2000ကျော်ရရှိခဲ့ကြောင်းသိရှိရပါတယ်။မတ်လ15ရက်နေ့အမေရိကန်ပြည်တော်စုတို့ Suit 80 Birthday Cafe အတွက်ရောက်ရှိနေတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆာစုကြည်ရဲ့တာငယ် Kim Eric ခေါ်တဲ့ကိုထဲလင်းဟာနယူးယောက်ရှိမြန်မာမိသားစုနဲ့တွစ်ဆိုခဲ့ကြောင်းအဆိုပါတွစ်ဆိုပွဲကိုတော့ Kim Eric ခေါ်ကိုထဲလင်းနဲ့အတူကုလသမဂ္ဂဆိုင်ရာမြန်မာသားမကြီးဦးကျော်မထွန်းအမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေရွာဝန်ကြီးနော်ဆူဇန်နာလှလှဆို ဒေါ်ဆာဆိုကြီးရဲ့စီးပွားရေးအကြံပေးရောင်တန်နေတို့ကလည်းပါဝင်တက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်နေရောက်ဒေတာခန့်မြန်မာမိသားစုများအပေါင်းဝင်40ရာအခြားမျိုးများမှမြန်မာမိသားစုများမြမအနွေဦးတော်နေရထောက်ပံ့ထောက်ပို့အဖွဲ့များဆူဆူပါ တထောင်နီးပါးတက်ရောက်ခဲ့ကြကြောင်းအဆိုပါပွဲများတွင် Camp Area ပုံတိပကြီးကကိုအမေရိကန်ဒေါ်လာ6888ဖြင့်၎င်း Su 80 Buddy Calendar ကိုရောအမေရိကန်ဒေါ်လာ9500ဖြင့်လေးလံတင်ရောက်ချခဲ့ရကြောင်း Su 80 Buddy Postcard အရောင်းချမှုများပါဝင်လူသားချင်းစာနာ6000မှဆရာအကူအညီများအတွေ့ထောက်ပံ့ရန်ပုံငွေအမေရိကန်ဒေါ်လာ9200ကျော်ရရှိခဲ့ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့ ဖြူအုပ်ဖြက်လမ်းပိုင်းတွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကနေ9ဦးသေဆုံးကရေအုပ်တွေစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်ကောင်စီဘက်ကနေထိခိုက်သေးဆုံးမှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါပါရှင်။ပဲခူးတိုင်းဖြူမြွနဲ့ဖြူအုပ်ဖြက်လမ်းပိုင်းတွေတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကနေ9ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်သုံးအလားဝကစစ်ကြောင်းပြောဆိုထားဖြစ်ပါရယ်။ မစလာဆယ်ရက်နေ့နန်းနဲ့ရှင်းနိုင်ခန့်တွင်ဖြူမြူနဲ့ဖြူအုပ်ဖြတ်နံပိုင်းရှိတာဂျိုလန်ဆိုတွင်အလာဝကစစ်ကြောင်းနဲ့အကြံဖက်စကားစီရဲ့တပန်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။ယင်းတိတွေ့တိုက်ပွဲမှာဆိုရင်တနာရီခက်ကြောင်းမြင်ခဲ့ပြီးအကြံဖက်စကားစီဖက်ကနေခနုံးဦးတည်ဆုံးခဲ့ကထိခိုက်ဒဏ်ရာရှိသူနှုတ်ဦးမှာလည်းတေဆုံးနိုင်ခြင်းများပြခဲ့ကြောင်းတိုက်ပွဲတွင်မှာအကြံဖက်စကားစီဖက်ကနေလက်နက်ကြီးများဒရုန်းပစ်ကူများပေးခဲ့တော်လည်းပဲတော်လိုင်းရဲပေါ်များအထိခံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ အကြောင်းရင်းတက်ဆက်ပေးမှုကျွန်မပဲကြာနာကိုပြောပါရစေ။အပင်နာဆုံးအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။